အာမင်္ဂလာပါဆရာတို့ဒီနေ့ရှင်းလင်းသင်ပြမယ်ဘာရတော့ဆရာတို့သင်ချာတော့သင်ချာဘာသာရပ်ရဲ့ဒုတိယပိုင်းခဲ့တဲ့သင်ချာနှစ်ပုံပါ geometry ပေါ့ geometry ဆိုတဲ့အခါကျတော့ဆရာတို့ကဘာတွေပါမလဲတဲ့မြင်းသဘာဝတွေပါမယ်เนาะနောက်မြင်းနေနဲ့တိဆောက်ထားတဲ့တွေ့ကံပုံလေးနောက်အနာလိနာပါတဲ့စတုယံလို့เนาะစတုကံလို့အဲစတုကံမှာမှတစ်ခါဒေါမန်စတုကံလို့အနမြေစုကံလို့ဘုံပတ်လို့စသဖြင့်ပေါ့เนาะ တော့အဲ့ပုံလေးပါမယ်ပြီးလို့ရှိရင်သက်ဆိုင်ရာချဲ့တင်ထားတဲ့စက်ဝိုင်းအကြောင်းကိုပါမယ်ပေါ့အရင်ဆုံးကတော့ဆရာတို့ကငင်းနေနဲ့ပတ်သက်တာဖြစ်တဲ့တွင်ငင်းပြိုင်ကိုဖြတ်မြဲတဲ့အကြောင်းကဖြတ်ရင်ဘယ်လိုဘုံတတ္တိရှိတယ်ဘယ်လိုအချက်နဲ့သိထားမလဲဆိုတာကိုဒီမှာအရင်ဆုံးရှင်းပြမယ်နော်ဒါကြောင့်မလို့မှာအခန်းတစ်ကပါတယ်အနည်းငယ်ရှုခံများနဲ့သာပြည်စီရင်နိဗ္ဗာန်ရှုခံဆိုတာကဆရာတို့ကအနာလေးနာပါရင်ပါလဲရှုခံပဲရှုခံအနာလေးနာပါတော့ ကျတော့ယေမိယစတူရန်ကလည်းပါတယ်စုကံပဲเนาะဒေါမန်စုကံကလည်းစုကံပဲเนาะနောက်တစ်ခါထရပီဇီယန်လည်းစုကံပဲစသဖြင့်ပေါ့เนาะအဲ့မှာအနေပြန်စုကံလည်းစုကံပဲဆိုတော့အနာလေးနာလည်းဖွဲ့စည်းထားရင်ပါလေစုကံအဲ့ဒီမှာမှပါတယ်အနေပြန်စုကံဆိုတော့အနာ PI နေလည်းဆိုလို့ရှိရင်ရှားတော့သင်ချာနှစ်ပေါ့เนาะဂျောမက်ထရီရဲ့သဘောတရားအရာ PI နေဆိုရင်သူ့ကိုဖြတ်မြက်တဲ့ကြောင့်ဖြတ်ရင်သူ့မှာ quantity ဆိုတာရှိလာမယ်ကြည့် ။နောက် trapezium ဆိုတာကဒုတိယပိုင်းကိုပြောပြမယ်။အင်းလုံးကြည့်။မြင်းမြန်နဲ့ကြောင်း AB နဲ့ CD ဖြတ်ပြီး EF ကဘိုင်းဖြတ်ပြီးတယ်။ဒါမှကျွန်တော် AB နဲ့ CD ရပါလေမြင်းမြိုင်နှစ်ကြောင်းမြင်းမြန်နှစ်ကြောင်းကိုဖြတ်မြင်း EF ကဖြတ်ထားမယ်ဆိုရင်ဆရာတို့က AB မြင်းနဲ့ CD မြင်းချမီးအေးရကြောင်းဆုံတဲ့နေရာမှာတောင်လေးတွေပေါ်လာမယ် ဓမ္မဆိုရင် AB CD ဓမ္မဆိုရင် EFG ဒါဆိုရင်မြင်းနေရာနှစ်ကြောင်းကိုဖြတ်မြင်းတစ်ကြောင်းကဖြတ်လို့ပေါ်လာတဲ့ဒေါင်းဒီမှာဘာကုန်တက်တိရှိနေဆိုတာကိုဆရာတို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ဆရာဒီစာမျက်နှာမှာဘုန်းကသူညွှန်းထားတဲ့မြင်းမြိုင် AB နဲ့ C D ကို EF ကဖြတ်တဲ့ပုံလေးပေါ့နော်အဲ့တော့ဇာမျက်နှာနဲ့ပုံနဲ့မမ်းမိမှာဆိုလို့ဆရာပြန်ဆွဲပြန်ဒီဝိသမတ္တောင်များတုန်ရင်ကြသည်လေဝိသမတ္တရမှာစေနေအင်းရဲ့เนาะသူစေနေအင်းနဲ့ထားတဲ့နေရာလေးကိုတစ်ချက်ကြည့်အောင်เนาะစေနေအင်းနဲ့ထားတဲ့နေရာကတဲ့အဲ့ဒါကြတော့ပုံမှာပြန်ပြီးတော့ညှို့มาရအောင် A B C D အဲ့ဒါမှာနော်ကြည်စနေအင်းနဲ့ရှိမဲ့နေရာကိုကြည့်အောင်စနေအင်းနဲ့ဖြတ်မြင်းရဲ့တစ်ဖက်တစ်ချက်အပေါ်အောက်အဲ့ဒါကိုဘာလို့သတ်မှတ်လဲသမတ်တော့လို့သတ်မှတ်တယ်ဒါမင်းတို့နော်ရှေ့ကအတန်းမှာ သိခဲ့ပြီဒါနောက်တစ်ခါကြည့်ဓမ္မဘာဖြစ်မလဲဂျေနဲ့အက်ဒီပါလေသမတတ်တောင်းအဲ့တော့ဆရာတို့ကသမတတ်တောင်းဆိုရင်ဘယ်လိုနေမလဲစိတ်ကြံနေမှာပေါ့နော်ဒါတစ်ခုနောက်လိုက်ဘက်တောင်းအက်ဘက်တောင်းဆိုတာကြည့်အဘောအဘောအောက်အောက်နော်ဖြတ်မြင်းရည်ပိုင်းထားတယ်အဘောအဘောအောက်အောက်ဆိုတော့အင်းနဲ့အင်းနဲ့နောက်ဒီဘက်ကဆိုရင် B နဲ့ F နဲ့ နောက်တကဟိုဘက်ချမ်းအောင်ပြင်ဓမ္မစီနဲ့ဂျီနဲ့နောက်တကဘာနဲ့လဲဂျီနဲ့ H ဆိုပြီးတော့ဒါဒီမြေပြိုင်နှစ်ချောင်းကိုဖြက်မြေတစ်ချောင်းကဖြက်ရင်မေဘာတိဝိသမတတောင်းကညီမယ်နောက်လိုက်ဘက်တောင်းကညီမယ်နောက်တကဖြက်မြေတစ်ဖက်တည်းတွင်ရှိသည့်အတွင်းနောက်နှစ်ခုပေါင်းခြင်းသည်180ဒီဂရီရှိသည်ဆိုတော့ဖြက်မြေတစ်ဖက်တည်းမှာရှိတဲ့အတွင်းနောက်နှစ်ခုကဒီဘက်ကဘာနဲ့ဘာနဲ့ရှိတယ် စင်ရဲ့အပ်ပေါ့ဘာလို့လဲပေါင်းလိုက်ဟိုဘက်ကဘာနဲ့ဘာနဲ့ရှိတယ်ဂျင်းရဲ့အီးပေါ့ဘာလို့လဲပေါင်းလိုက်ရင်ဘယ်လောက်ရှိတယ်180ဒီဂရီရှိတယ်အဲ့တော့ဆရာတို့ကမြေပြိုင်နှစ်ချောင်းကိုဖြတ်မြေနှစ်ချောင်းကဖြတ်ရင်ဟောတတိဘယ်နှခုရလဲ3ခုပထမတစ်ခုကဘာလဲသမတ္တဒေါင်းကြီးညီမယ်နောက်တစ်ခုကဘာလဲလိုက်ဖိတ်ဒေါင်းကြီးညီမယ်နောက်တစ်ခုကမြေပြိုင်အတွင်းဒေါင်းတစုံပေါင်းရင်ရလက်တိ180ဒီဂရီရှိတယ် ပြန်လာတာကျွန်တော်မြေပြန်ကိုဖြတ်မြင်ရဖြတ်တဲ့ဂုံတတိပြောပြီးသွားတဲ့အခါမြေပြန်နှကြောင်းကြပါတယ်အကွာဝေးကိုပြောမယ်နော်မြေပြန်နှကြောင်းကြအကွာဝေးကိုလက်တွေတိုက်ကြည့်ဆိုတော့မြင်းကပြိုင်တယ်ကောမြင်းကပြိုင်တဲ့အခါကျတော့မဆရာပမာပုံပြမယ်နော်မြင်းကပြိုင်တယ်ဆရာရဲ့အပေါ်ညာလဲနဲ့အောက်ကဘဲဘဲလဲနဲ့မြင်းနှကြောင်းပြိုင်နေဆိုရင်ဒါတို့ကပြိုင်နေပြိုင်နေဆိုတော့အဲ့ကြအကွာဝေးမှန်တယ်မြတ်ဘာဖြစ်နေရမှာညီနေရမှာပေါ့ဒါကြောင့် မြေပြန်နဲ့ရောင်းကြအပွားကိုလက်တွေတိုင်းတာကြည့်မယ်ဆိုရောမြေပြန်နဲ့ရောင်းပါလေ AB နဲ့ CD ကိုဆွဲလိုက်နောက်တစ်ပြက်နာကြရင်မင်းပုံကိုတွေ့မယ်နော် AB ပေါ်မှာအမှတ် B တစ်ခုကိုယူလိုက်တခါ B ကနေ AB ကိုဘာဖြစ်လဲဒေါမန်ကြမြင်းကိုဆွဲလိုက်တယ်နောက်တစ်ခါသူ့နဲ့ပြန်နဲ့၎င်းမြင်းနဲ့ CD တို့စုံသောအမှတ်ပေါ်ပါလေကျိုးလို့မှတ်စတော့ခုနက AB ကနေဆွဲတယ် B မြင်းဟာ CD ကိုဘမှာစုံလိုက်ကျူမှာစုံလိုက်ပြီးကျူဒီ AB နဲ့ CD တို့ကိုဒေါမန်ကြပြီးဆိုပြီးတော့ မင်းဆွဲတဲ့နေရာပါဖြစ်တဲ့တောင်းမှကြမယ်နော်ရတာဥဒမာပမာပုံလေးထုတ်ပြမယ်လားနော်ဟိုဘက်ကြလို့ရှိရင်တော့မင်းပုံကိုကြည့်ရမယ်နော် ပြမဆရာတို့ကမြင်းမြိုင်ပဲနဲ့ကြောက်လေနှစ်ကြောက်အေးမြိုင်နဲ့ကြောက်ပါလေ AB နဲ့ CD ဘာယူလိုက် P ယူလိုက်အမ AB CD အမဘာယူလိုက် P ယူလိုက်ပြီးတဲ့ပြီးအဲ့ဒီကနေပြီးတော့ဆရာတို့ကဘာလုပ် AB ကိုတောင်းမှကြတဲ့မြင်းကိုဆွဲချလိုက်နော်တောင်းမှကြတဲ့မြင်းကိုဆွဲချလိုက်ဓမ္မပါလေတောင်းမှကြနော် အဲ့ဆွဲတယ်မြင်စီရီယိုဘမစုံတယ်ဆရာတို့ဓမ္မပါရကျူမှာစုံမယ်တဲ့ဒါကိုပြောတာပေကျူဒီအေဗီနေစီရီလို့ကိုတောင်းမှန်ကြတယ်ဆိုတော့ပေကျူဟာဓမ္မတောင်းမှန်ကြတယ်လို့ဓမ္မလည်းပါဖြစ်မယ်တောင်းမှန်ကြမယ်ဒါကိုပြောချင်တာဒီစာရေကနောက်တစ်ခါဆက်ကြည့်မယ်ဆိုရင်အေဗီဘမအခြားမှတ်တစ်ခုကိုအာနိုင်ဓမ္မပါတယ်အာဓမ္မအာနိုင် AB ကိုတော့မှကြတော့မြင်ရအောင်ဆွဲရ CD ကိုအမှတ် S နဲ့တွဲဆုံမှာဆိုတော့ဒီမှာထပ်ပြီးတော့ပါလို့ရဆွဲလိုက်ဒီမှာဘယ်မှာဆုံလိုက်မလဲ S မှာဆုံလိုက်မယ်ဒီမျက်နှာကစာကဒါကိုပြောတာအဲ့ကြလို့ရှင်ဆရာတို့ကဒီမှာလည်းပါဖြစ်မလဲတောင်းမှန်ချမယ်ဒီမှာလည်းပါဖြစ်မလဲတောင်းမှန်ချမယ်ကိုဒါကိုဆရာတို့ဆက်ကြည့်အောင်နော်တောင်းရင်ကိုတော့ဆရာဆွဲပြရတဲ့ပုံလေးဒီဘက်မှာတော့ဒါမွေးပုံလေးပေါ့ဒီမှာ ABCD ရှိမယ် အေဘီမှာအမှတ်ပါအောင်ယူ POU ပြီးရင်တောင်းမှကြတဲ့မြင်းဆွဲဆရာတို့စီရီယိုဗမာဆုံးဂျူမာဆုံးနောက်တစ်ခါပြီးရနေတခြားနေရာမှာအမှတ်အာအောင်ယူအာမပါဆွဲတောင်းမှညာမြင်းဆွဲစီရီယိုဗမာဆုံး S မှာဆုံးတော့ဒါမျိုးဒီမှာတောင်းမှသင်္ကေတတွေတောင်းမှသင်္ကေတတွေပြထားတာဒီမြင်းဆွဲတဲ့မြင်းကတောင်းမှသင်္ကေတဖြစ်ကြောင်းပြောနေတာဒါဆိုရင်အဲ့ဒီခါမှာဆရာတို့ကပြီးကျအကွာဝေးနဲ့ RS အကွာဝေးကိုမိတ်တိုင်းကြည့်လိုက် တိုက်ရိုက်လိုက်တဲ့အဲဒီပီကျူနဲ့ RS ကဘာဖြစ်နေမလဲတဲ့အကွာဝေးညင်းနေမယ်ဒါဆိုရင်ပီကျူအကွာဝေး RS အကွာဝေးကမင်းမြင်းမြိုင် AB နဲ့ CD ရဲ့ကြားအကွာဝေးပဲမဟုတ်ဘူးလားတဲ့နော်ဒါကြောင့်မလို့မြင်းမြိုင်နဲ့ကိုချားအကွာဝေးတွေပဲညီရဲလို့ကောက်ချက်ချက်ဒါကြောင့်ကြည့်အဲမြင်းမြောင် AB ပေါ်နဲ့ကြားရအမှန်များယူရင်တောင်းမမြင်များဆွဲသားပြီးထက်ပါစမ်းသပ်ချက်ကဲ့သို့အချင်းချင်းပြုလို့ပါကမြင်းမြိုင်နှစ်ကြောင်းကြားရှိတောင်းမမြင်များများခရယာများတုံညင်ရောက်တွေ့ရသည်ဆိုတာက မင်းအပြင်မှာထက်ဆွဲထက်ဆွဲပြီးတော့ထက်တိုင်းထက်တိုင်းရဲ့ကငင်းပြန်နေတာမှန်လို့ကတော့ငင်းပြန်ချာအကွာဝေးရဘယ်နေရာမှာပဲတိုင်တိုင်အကွာဝေးရပါဖြစ်ပြသလဲညီပြီးသားဒါကြောင့်တူညီအောင်တွေ့ရမယ်ဒါကြောင့်ပီဂျူကိုငင်းပြန်တဲ့ကြောင့် ABC စီရင်ချာအကွာဝေးခေါ်တယ်ဆိုတော့ပီဂျူရင်းနာမဟုတ်ဘူးပါလေ RS ဒါဆိုဒီပုံကနေဆရာတို့ကပီဂျူနဲ့ဘာနဲ့ရ RS ကဘာဖြစ်လဲ ကြီးကြီးပါတယ်လို့နော်ဂျောမက်ထရီရဲ့သင်ကျင်ကြရာဆရာတို့ညီတွေအကြောင်းကိုပြောပြလို့ရပါတယ်အဲ့တော့အခေါ်အော်လေးကိုကြည့်ရအောင်မင်းသိထားတဲ့ကွန်တက်တီဘာသိလဲညီမြန်နှစ်ကြောင်းကိုဖြန့်မင်းတရားမှာဖြတ်ရင်နော်ဒေါင်းနေညီတွေအကြောင်းအတွင်းနောက်နေပေါင်းရင်တရား70ဒီဂရီရှိတဲ့အကြောင်းနောက်တစ်ခါညီမြန်နှစ်ခုကြားအပွားဝေးတွေဘာဖြစ်လဲတူညီကြောင်းကိုမင်းသိပြီးပြီအဲ့ဒီကနေပြီးတော့မင်းကဘာဖြစ်လဲဆရာတို့မှန်ကန်ချက်လို့ခေါ်တဲ့မင်း73လို့ရမယ် ခြေခံယူဆချက်ကလေးကိုကြည့်အောင်နော်။မြင်းရဲ့အကြောင်းကြားရှိတောင်းမှန်မြင်းပိုင်းတစ်ခု၏အလျားကိုမြင်းအကြောင်းကြားပါလေအကွာအဝေးရှားတော့ဓမ္မမြင်းရဲ့အကြောင်းရှိမယ်ပြီးပါလေတောင်းမှန်မြင်းဆိုတော့ဒီလိုတိုင်းတာပေါ့ဒါဆိုရင်ဆရာရဲ့လောကနှစ်ခုအတွင်းမဲ့ပါလေအကွာအဝေးအဲ့ဒါမြင်းအကြောင်းကြားအကွာအဝေးလို့ခေါ်တာမြင်းရဲ့အကြောင်းကြားအကွာအဝေးရပါဖြစ်တယ်တုံ့ပြန်လေဆိုပြီးတော့ဦးနဲ့ကမမြင်းနေဖြစ်တဲ့အတွက်မမြင်းမြင်းပြန်နှစ်ခုကြားမှာရှိတယ် မမြင်ရပိုင်းထားတဲ့မြန်မာကြာအကွာဝေးရပါတယ်တူညီရဲ့လို့မင်းကမြင်းမြိုင်ဗုဒ္ဓတိကိုဆက်ပြီးတော့ဖြစ်ပြောတာဖြစ်ပါတယ်เนาะဆရာတို့ဆက်ကြည့်အောင်ဆရာတို့ခொနကတော့ခေါင်းစဉ်မာတင်ထားတယ်အနမြိုင်ရှုကံများနဲ့ trapezium အဲ့တော့မှဓမ္မပါလေအနမြိုင်ရှုကံเนาะရှုကံမှာရှုကံဆိုတာကအနာ၄နာရှိရှုကံရှုကံမှာက ဆရာတို့ကပုံမှန်စုကန်ရှိတယ်အနာမြေစရာမလိုဘူးအနာဒေနာရှိရင်ပြီးတော့နောက်တခါတောင်းမှန်စုကန်ရှိမယ်နောက်တခါအနာလေးနာညီတဲ့စတူရန်ရှိမယ်နောက်တခါအနာလေးနာကိုဇလားပုံလေးဖြစ်နေမယ်ထရပီဇီယံပုံရှိမယ်နောက်တခါစွန်ပုံလေးရှိမယ်စသဖြင့်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဆရာတို့ကအလမန်စုကန်များဆိုတဲ့ခေါင်းစဉ်အောက်ကဟာကိုကြည့်အောင်နော်အဲအဲ့တော့ကြည့်ဆရာတို့ကဒီမှာအလမန်စုကန်တို့ညွှန်းနေတာကဘာလဲ ABC တွေကိုညွှန်ဆိုနေတာပါ ABC တွေကိုညွှန်ဆိုနေတဲ့အခါကျတော့ဒီအချက်လက်တွေကနေပြီးတော့ဆရာတို့ကဘာတွေထုတ်ပါလဲတဲ့ကွန်တက်တွေထုတ်မယ်ဆိုတဲ့အခါကျတော့ဒီမှာဆရာတို့က A ကနေပြီးတော့အခြေမြင် CD ပေါ်ကိုတောင်းပန်ကြမြင်ဆွဲတယ်ပြီးလို့ရှိရင်ဒီ BA ဆက်ဆွဲမြင်ရဲ့အပေါ်မှာလည်းဆရာတို့က D ကနေ K မှာပါလေတောင်းပန်ကြမြင်တစ်ခုဆွဲကြည့်ရင်ဒီဘက်မှာလည်းဒီတိုင်းပဲ GC ဆက်ဆွဲမြင် M ကို B ကနေပြီးတော့တောင်းပန်ကြမြင်ဆွဲသလို ဆရာတို့ကဓမ္မမူရရှိတဲ့မြင်းအပိုင်းကနေပြီးတော့ဆရာတို့ကဓမ္မပါပဲ။တောင်းမညာမြင်းဆွဲတဲ့အခါကျတော့ဆရာတို့ A B C D ပေါ်နေတဲ့စုကံမှာအဲ့လိုတောင်းမညာမြင်းနဲ့ဆွဲတဲ့အခါကျတော့အဲ့ဒီဂျာအပွားဝေးတွေပါပဲ။ညီတယ်လို့မင်းကိုသိစေချင်တာ။ဒါကြောင့်ကြည့်။မြင်းတစ်ချက်နဲ့အနာများပြညာသောစုကံတစ်ခုကိုအမြဲစုကံတစ်ခုခေါ်သေးဆိုတာကဓမ္မကြည်စံဒီမြင်းရဲ့ဒီမြင်းရဲ့ဂျာကဓမ္မ60ဖြစ်တယ်လို့ ဓမ္မလည်းဘယ်လောက်လဲ90ပေါ့ဓမ္မ90ဖြစ်တယ်လို့ဓမ္မလည်းပါတယ်90ဆိုတော့ဆရာမြင်းပြန်အတွင်းတောက်လေဆုံးပေါင်းလို့ဘာဖြစ်ရ180ဖြစ်ဆိုတော့အပြင်အတွင်းတိုက်လေဆုံးပေါင်းရင်အဲ့မြင်းမကြောက်ပါတယ်ပြန်ရပေါ့ပြန်ရဆိုတော့အစာဆုံးကဘာနဲ့ဘာနဲ့ပြန်လဲကင်းနဲ့ဘင်းနဲ့ပြန်လဲဒီကဘာနဲ့ဘာနဲ့ပြန်လဲဒီနဲ့ m နဲ့ပြန်လဲအပြင်ငါတို့လိုချင်တဲ့ ab ဆိုတာက kb မြင်းရဲ့ဒစိတပိုင်းဖြစ်တယ်လို့ ဒီစီဆိုတဲ့မင်းဟာဒီအမင်းရဲ့ဒစီတပန်းဖြစ်တော့ဆရာတော်ကအစွမ်းထွက်ထားတဲ့ဒီအဆက်ကလေးတွေနဲ့ပြထားတဲ့ပုံဖယ်လိုက်လို့အဲ့ဒီအဖြူရောင်မင်းကိုကျင့်သူဒီဘာပုံဖြစ်သွားမလဲတဲ့အနေနဲ့ရှုကံပုံဖြစ်သွားမယ်ဒါကြောင့်မြင်းနေဆိုင်အနာများပြန်ရသောရှုကံတစ်ခုကိုအနေနဲ့ရှုကံတစ်ခုပေါ်စီဆိုတော့ဓမ္မပြိုင်နာကိုကြည့်ဒီမှာညာဒီဘာဖြစ်လဲပြိုင်နေဒါလည်းဘာဖြစ်လဲပြိုင်နေ ။ဘာကြောင့်လဲဆိုတော့ဒါတို့ဒီကနေစဉ်းစားထားတဲ့တောင်းနေတောင်းနေပေါင်းရင်ပါဖြစ်လို့180ဒီဂရီရှိလို့ဒီပုံဒီဘာဖြစ်သွားလဲ။အနေပြန်ရှုကြပုံဖြစ်သွားတယ်။ဒါဒီသူသိစေတယ်နဲ့ပါလဲ။အနေပြန်ရှုကအကြောင်းဖြစ်ပါတယ်။